ို့ရှိရင်အားလုံးကမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံကြဘုရားဘာသာဒီမှာတွေ့တာမဟုတ်ဘူးဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်ဘာသာတွေ့တာမဟုတ်ဘူးကြည်ညိုသူရောမကြည်ညိုသူပါလာကြတယ်ပေါ့ဘုရားဘာသာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကုန်တဲ့ရင်းကိုကြားရတဲ့လာရောက်တွေ့ဆုံကြတယ်အဲလိုဝိလူထွားရယောဂလူတွေဟာတော်တော်များများမြတ်စွာဘုရားတရင်ကြလို့ ။အရာသရေသုံးတဲ့နေရာကိုလာရောက်ပြီးတွေ့ဆုံကြတယ်။တွေ့ဆုံတဲ့အခါမှာလူရီယာအမျိုးအစားကွဲပြားသွားတယ်။ဘုရားနဲ့တွေ့တဲ့အခါမှာတချို့ကယေရှုဘုရားကိုတယုတ်တသိရှ िख ိုးပြီးတော့တလေးရစားထိုင်ရတယ်။ဒါတွေကဘုရားဘာသာတွေ။အဲဒီလူရီယာယေရှုဘုရားကိုယုတ်သိလေးပြားဆိုရှ िख ိုးပြီးတော့မှထိုင်ရတယ်။ တချို့ကတော့ဖះကိုရှင်းမခုံးဘူးနှုတ်ဆက်စကားပြောတယ်ဝမ်းမြောက်စကားပြောတယ်ရှင်ပြဘယ်ကကြွလာတော့ခီးသွားတာပြန်မှန်းလားဟောနေထိုင်ရောအရှင်ပြရလားဒီရောက်လာတဲ့အခါမှာနေရထိုင်ရတာအရှင်ပြရလားဆွမ်းကွမ်းရောပြည့်စုံမရလားဆိုတဲ့လူမှုရေးစကားတွေနဲ့နှုတ်ဆက်ပြီးတော့ပြောကြတယ်အဲ့ဒီပုံကိုယ်ရရတော့ဘုရားဘာသာမဟုတ်ဘူးတော်တော်ယဉ်ကျေးတဲ့ပုံကိုယ် လူထုံတန်းဆက်လာရယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေနောက်တဥစုကတော့ယသော်ဘုရားဘက်ကိုလှက်ပြီးရှစ်တော်မခိုးဘူးလက်ဟုတ်ကလေးချီကြတယ်လက်ဟုတ်ပဲချီထားတယ်အဲ့ဒီပုဂ္ဂိုလ်တွေကတော့သူကဩရဝဒါလည်းမဟုတ်ဘူးသို့တော့သူများကရဲ့မှာကြောက်တဲ့ပုဂ္ဂိုလ်တွေသူကသူများကရဲ့မှာဩရဝဒါတွေကမင်းတို့ဖျား ဖះစီလာပြီဘာလို့ရှင်မခိုးတာတော့လို့ပြောလို့ရှင်အာငါလဲဥချီတယ်လေသူပြောမယ်သူကအတခြားဘာသာတွေကယဟန်ဂေါရမလာတာဘာလို့ရှင်ခိုးရတာတော့လို့သူတို့အပြစ်တင်မဲ့ဆိုလို့ရှင်လဲဥချီတာရှင်ခိုးတာမှမဟုတ်တာလို့ပြောချင်တယ်အဲ့ကြောင့်ဒီလူတွေကွာရုံတမာတယ်နော်ဟိုမပြတ်သားတဲ့လူတွေပေါ့ခြံစည်းကိုခွာထိုင်တဲ့လူမျိုးပေါ့ကြားနေတမာတယ် ဘုရားဝါသာလို့လည်းမပြောရဘူးမဟုတ်ဘူးလို့လည်းမပြောရဘူးအဲ့လိုလူကလည်းရှိတယ်လေဒီနေ့ခင်လည်းမပြတ်မသားသွားရည်ညာရှိတာပဲဒါမပြတ်မသားသွားရည်ခိုးလို့လို့ဒီလို့လို့ဟိုရောင်ရောင်ဒီရောင်ရောင်ရှိတာအဲ့တော့ဘာသာရေးပိုင်းမှာလည်းပဲမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားစီရောက်လာတဲ့အုပ်စုတွေတဲ့နော်ဒီလိုပုဂ္ဂိုလ်တွေလည်းပါလာတယ်နောက်အုပ်စုတစ်ခုကတော့ဘာလို့တော့ဆိုတော့ နဲ့တွေ့တဲ့အခါမှာခက်ကြက်အပန်းမြင့်ပြီးတော့တပီးတို့ကဘာမျိုးနွယ်ကဘာလူမျိုးတွေပါဘာမျိုးတွေပါဆိုပါစို့တပီးတို့ကပါရဒွာသအမျိုးပါတတဝအမျိုးပါအဲ့ဒီခေတ်ကထိတ်တန်မျိုးတွေကပါရဒွာသရူပါရုဆထိတ်တန်မျိုးသူရဲ့မျိုးရိုးကိုပေါ်ထုတ်ပြီးတော့မြတ်စွာဘုရားကိုရှောက်ကြကြတယ်သူတို့လည်းရှင်မခိုး ဒါတော့လည်းမပြည့်ဘူးသို့တော့လူကြားထဲမှာအခွင့်သာတော့ဥပါပါဆိုတာကိုပြတာကြတယ်အဲ့လိုလူမျိုးလည်းပါတယ်အဲ့ဒီလူတွေကြတော့ဘယ်လိုလူတွေတော့ဆိုတော့အချင်းဒီတစ်ခုခုကြောင့်သူတို့ဟာလူကြားထဲမှာလူလူမထင်မရှားဖြစ်သွားတဲ့ပုံကိုယ် လူကြတဲ့မှာလူသိမများမထင်မရှားဖြစ်သွားတဲ့အခါမှာယေရှုဘုရားရှင်ရောက်လာတဲ့ပိယိတကအလွန်များတာအလွန်များတော့သူတို့အခွင့်ကောင်းမှုလို့သူတို့နာမည်ဟိုချိန်ညကြတာအဲအဲ့ဒီပုဂ္ဂိုလ်မျိုးတွေကလည်းလာတယ်သူတို့အမည်နာမကိုထုတ်ဖော်ပြီးတော့ယေရှုဘုရားရှေ့မှာထိုင်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကလည်းဗုဒ္ဓဘာသာမဟုတ်ဘူးအဲတချို့သောပုဂ္ဂိုလ်တွေကြတော့ ။သက်သောဘုရားစီရောက်လာ။ဘာမှမလျှောက်ဘူးဒီတိုင်းကုန်တော့ထိုင်။ပြေးတတ်တယ်လာပြီဒီတိုင်းကုန်တော့ထိုင်။အဲ့ဒီပုဂ္ဂိုလ်တွေကတော့ဩအသိဉာဏ်သိပြီးတော့မရှိတဲ့ဉာဏ်ဉာဏ်သိမမိတဲ့ပုဂ္ဂိုလ်တွေလို့ပြောတယ်။ဉာဏ်ဉာဏ်သိမမိတဲ့ပုဂ္ဂိုလ်တွေ။သူများရောင်လို့ရောင်မဲ့ပုဂ္ဂိုလ်တွေပေါ့။ရောပြီးတော့ထိုင်တဲ့ပုဂ္ဂိုလ်တွေ။အဲ့လိုဥစ္စာ၅ခုရောက်လာ